မွန်ပြည်နယ်အတွင်း73စီပြက်လက်နေပြီး73စီတလီတာကို6500ကျော်အထိပေးဝယ်နေရတယ်လို့ဒေသခံတွေကပြောပါတယ်လက်ရှိမှာတော့ပြည်내ထဲက73စီအယောင်ဆိုင်တချို့မှာစီဝဲလို့ရနေပေမဲ့နိုင်နဲ့ချီတန်းစီစောက်ဆိုင်နေရတယ်လို့ဆိုပါရယ်။ဆိုင်တချို့ကအကန့်အသတ်နဲ့ရောင်းပေးတယ်လို့လုံးဝပိတ်ထားတဲ့ဆိုင်တွေလည်းရှိတယ်လို့ဒေသခံတွေကပြောပါရယ်။73စီမပြက်လက်ခင်က73စီအယောင်ဆိုင်တွေမှာ92 95တလီတာကို7000နဲ့3000ကျားရှိနေပြီးစီပြက်လက်ပြီးနောက်ပြပဆိုင်တွေမှာတလီတာကို7500ကျော်နဲ့ဝယ်ယူနေရတယ်လို့သိရပါရယ်။ ပြည်내တွင်ကြုံတွေ့နေရတဲ့73စီပြက်လက်မှုနဲ့ပတ်သက်ပြီးစစ်ကောင်မရှင်ပြည်내ဝန်ကြီးချုပ်ဦးဟောင်ကြည်သိန်းကနွေဖာလ9ရက်နေ့မှာမုဒုံမျိုးနယ်ကဒုံဖို့ရွာမှာရှိတဲ့ပူမ International Port Terminal စေကန်းကိုတွားရောက်စစ်ဆေးပြီး73စီပြက်လက်မှုပြဿနာကိုအမြန်ဆုံးဖြေရှင်းဖို့ညွှန်ကြားထားတယ်လို့ဆိုပါတယ်ဒါအပြင်73စီကိုတတ်မှတ်စည်းနှုန်းနဲ့အတိုင်အောင်ချဖို့နဲ့မရောရင်ထိထိရောက်ရောက်အေးအေးယူသွားမယ်လို့ဦးအောင်ကြည်သိန်းကပြောဆိုထားပါဗျာ။ ဒါပေမဲ့လည်းမွန်ပြည်နယ်အတွင်း73စီပြည်လမှုပြဿနာဟာနှစ်ပတ်လောက်ကြာလာတဲ့အထိမဖြစ်ရှင်းနိုင်သေးပဲ73စီဆိုင်အများစုမှာလည်းစီပြည်လက်နေဆဲဖြစ်တယ်လို့ဆုံဆန်းသိရပါဗျ။မွန်ပြည်နယ်အတွင်း73စီဖြန့်ဖြူရောင်းချတာကိုရခင်ကရန်ကုန်တေလဝါစိတ်ကမ်းမှာရှိတဲ့73စီကန်ကနေတဆင့်လာရောက်ဖြန့်ဖြူတာကနေလက်ရှိမှာတော့မုထုံမြို့နယ်ကတုံးဘော်ရွာမှာရှိတဲ့ပူမ International Port Terminal စိတ်ကမ်းကနေတဆင့်73စီဖြန့်ဖြူနေတာပါ။ မွန်ပြည်နယ်အတွင်း73စီဖြန့်ဖြူတာကိုမြန်မာ Energy King Company နဲ့ရာဇာမင်း Industry Company တို့ကလုတ်ကိုင်းနေပြီးပူမ International Port Terminal စိတ်ကမ်းမှာ73စီဘက်မလောက်တာကြောင့်73စီဖြန့်ဖြူရမှာအဆင်မပြေဖြစ်နေတယ်လို့73စီအယောင်ဆိုင်နေစီကသိရပါရရှင်။